အားလုံးမင်္ဂလာပါအဝင်းဟင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့14ရက်ကြာရေအေးနဲ့ရေချိုးလိုက်တဲ့အခါသင်္ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားသလဲ autophagy ဘလို့အလုပ်လုပ်တယ်လဲဆိုရဲ့အကြောင်းအရာပဲဖြစ်ပါတယ်ရေမချိုးတဲ့လူတော့ရှိမယ်ထင်ပါဘူးအချို့ကတော့တစ်နေ့တစ်ခါတော့ရေချိုးတတ်ကြပါတယ်အချို့ကတော့နှစ်ရက်တစ်ခါရေချိုးကြပါတယ်အေးတဲ့ဒေသအေးတဲ့ယာတိမှာနှစ်ရက်ထက်ကြာပြီးမှရေချိုးသူတွေလည်းရှိနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ရေကတော့ချိုးတတ်ကြပါတယ် တတ်နိုင်သူတွေကရေနွိနွိနဲ့ရေချိုးကြပုံမှန်ရေနဲ့ရေချိုးသူတွေလည်းအများပြားရှိနေပါလိမ့်မယ်ရေအေးနဲ့ရေချိုးသူလည်းရှိနိုင်ပါတယ်ရေချိုးပြီဆိုကြတဲ့ကကျမရေကောင်းကျိုးတွေရနိုင်တဲ့ရေချိုးနည်းတွေကိုသိထားရင်ပိုကောင်းတာပေါ့ဒါကြောင့်ဒီဗီဒီယိုကိုလုတ်ဖြစ်သွားပါတယ်ရေအေးနဲ့ရေချိုးတဲ့အကြောင်းမပြောခင်အဲ့ဒီအကြောင်းအရာနဲ့ဆက်ဆက်နေတဲ့အော်တိုဖေဂီအကြောင်းကိုအနည်းငယ်ပြောပြချင်ပါတယ်အော်တိုဖေဂီဆိုတာသိပ္ပံပညာရှင်တွေကြားမှာတော်တော်ရေပန်းစားနေတဲ့အကြောင်းအရာတစ်ခုဖြစ်လာပါတယ် autophagy system ကို cell level မှာမပြတ်ရှာဖွေတွေ့ရှိခဲ့လို့ဂျပန်နိုင်ငံကသိပ္ပံပညာရှင်ဖြစ်တဲ့အိုဆုမီဟာ2016ခုနှစ်မှာ Nobel ဆုကိုစုခုရရှိခဲ့ပါတယ်ဒီတော့မှ autophagy ဟာလူတိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာဖြစ်တာကိုသိလာကြပါတယ်အခုအဲ့ဒီအကြောင်းကိုနားလည်လို့အောင်အနည်းငယ်ရှင်းပြပေးပါမယ် autophagy ဟာ auto ကိုယ်တိုင် phagy စားတယ်ဖြစ်သိင်းတယ် autophagy ဆိုတာကခန္ဓာကိုယ်ရဲ့ ။တန်ရှင်းရင်းနဲ့ပြန်လည်ပြုပြင်စနစ်လို့ရိုးရိုးရှင်းရှင်းမှတ်ယူနိုင်ပါတယ်။ပိုပြီးရှင်းအောင်ပြောရရင်အော်တိုဖီဂီဆိုတာဟာခန္ဓာကိုယ်ထဲမှာရောက်ရှိနေတဲ့အိုမင်းပြီးပျက်စီးနေတဲ့ပရိုတိန်းတွေကိုပြန်လည်အသုံးပြုတဲ့အခြေအနေ recycling old damage protein တခုကိုဆိုလိုပါတယ်ဒီဖြစ်စဉ်မှာခန္ဓာကိုယ်ကအောက်ပါအလုံးမလုတ်တော့တဲ့အရာတွေကိုစုဆောင်းပြီးပြန်လည်အသုံးပြုပါတယ်ခန္ဓာကိုယ်တွင်းမှာပျက်စီးနေတဲ့ protein များ ်အင်ဇိုင်းများမိုက်တိုကွန်ဒရီယာနဲ့အုံနောက်ထဲမှာစုပုံနေတဲ့အဖက်များဆိုလိုတာကခန္ဓာကိုယ်အတွက်အတုံးဝင်တော့တဲ့အစိတ်ပိုင်းတွေကိုစွန့်ပစ်လိုက်တာမဟုတ်ပဲပြန်လဲစုဆောင်ပြီးပရိုတင်းအသစ်ဆက်ဆက်တွေအဖြစ်ပြန်လဲဖန်တီးပေးတာပဲဖြစ်ပါတယ်ဘလို့လှုပ်ဆော်ပေးတယ်လဲအော်တိုဖီဂီဖြစ်စဉ်ကိုလှုပ်ဆော်ပေးတဲ့နီလန်းတွေရှိပါတယ်ရေအေးကုထုံးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုမှာရေအေးချိုးခြင်းဟာအော်တိုဖီဂီကိုလှုပ်ဆော်ပေးနိုင်ပါတယ်အစားရှောင်ခြင်း fasting ကလည်းအော်တိုဖီဂီကိုလှုပ်ဆော်ပေးပါတယ်။ဒါကြောင့်ရေးချိုးခြင်းဟာခန္ဓာကိုယ်ကဆဲအောင်းတွေကိုပြန်လည်ပြုပြင်တဲ့စနစ်ကိုအားပေးတဲ့အတွက်အသက်ရှည်ခြင်းဆိုတဲ့ longevity ရဲ့အကျိုးကျေးဇူးတွေထဲမှာပါဝင်နေတာဖြစ်ပါတယ်။နှိုင်းရှင်ချက်အားဖြင့်အော်တိုဖီဂီကိုအိမ်တိုင်းမှာလုပ်နေတဲ့ကြီးမားတဲ့တန်ရှင်ရေးဆက်ကြီးနဲ့တူတယ်လို့မြင်အောင်ကြည့်နိုင်ပါတယ်။မလိုအပ်တော့တဲ့အတုံးဝင်တဲ့ပစ္စည်းဟောင်းတွေကျိုးနေတဲ့ဆက်ပစ္စည်းတွေပျက်စီးနေတဲ့ protein ဆဲအစိတ်ပိုင်းတွေကို လွှတ်ပြစ်လိုက်တာတဲ့အဲ့ဒီအရာတွေကိုစုဆောင်းပြီးအသုံးဝင်တဲ့ပစ္စည်းအစ်စ်တွေပရိုတင်းအစ်စ်တွေအဖြစ်ပြန်လဲပြုတ်ပြင်မွန်းမှန်ပြီးပြန်လဲအသုံးပြုတ်လိုက်တဲ့သဘောပါပဲအော်တိုဖေဂီဖြစ်တဲ့အချိန်အစားမစားပဲ intermittent fasting လုပ်တဲ့အချိန်ဥပမာဥပုပ်စောက်တဲ့အချိန်ကိုယ်လက်လှုပ်ရှားအားကစားလုပ်တဲ့အချိန် sweat နေတဲ့အချိန်ဥပမာ meditation လုပ်တဲ့အချိန်ညဘက်ကောင်းကောင်းအိပ်ပျော်နေတဲ့အချိန်နဲ့ရေအေးအေးနဲ့ရေချိုးတဲ့အချိန်မှာအော်တိုဖေဂီဖြစ်ပါတယ် ရေအေးကုထုံးကိုသီရပီဒါမှမဟုတ်ရေအေးနဲ့ရေချိုးတာရဲ့ကျန်းမာရေးကောင်းကျိုးတွေကတကယ်ကိုအံ့ဩစရာကောင်းပါတယ်အများကြီးလည်းရှိပါတယ်ဒီအကြောင်းကို Wim Hof လို့ခေါ်တဲ့ Iceman ကနီလန်းတွေပေါ်ထုတ်ပြီးစာအုပ်တွေဗီဒီယိုတွေနဲ့ကျန်းမာရေးတိုးတက်စေဖို့တောင်းအားပေးခဲ့တာပါပထမအဦးဆုံးရေခဲရေချိုးတာကိုကြောက်နေရင်တောင်ခဏလောက်နားထောင်ကြည့်ပါဦးတဖြည်းဖြည်းချင်းလှုပ်လို့ရတဲ့နီလန်းတွေရှိပါတယ်ရေအေးကုထုံးနဲ့ 14ရက်ကြာချိုးပြီးတဲ့နောက်မှာသင်္ခန္ဓာကုန်မှာဘာတွေဖြစ်လာတယ်ဂျေးကုထုံးရဲ့အဓိကကျမ်းမာရေးကောင်းကျိုးတွေကိုရိုးရိုးရှင်းရှင်းရှင်းပြပေးပါမယ်။နံပါတ်1ဂျေးကုထုံးဟာကိုခံအားစနစ်တိုးမြင့်ပေးပါတယ်။ဂျေးနဲ့ခဏတာထိတွေ့လိုက်တဲ့အခါရည်ရှည်မှုပဲကိုခံအားစနစ်ကပုံပြီးကောင်းမွန်လာပါတယ်။သွေးဖြူဥတွေတိုးပွားလာတယ်။ယောဂါပိုးတွေကိုတိုက်ထုတ်တဲ့သွေးဖြူဥတွေဖြစ်တဲ့မိုနိုဆိုက်နဲ့ လင်ဖိုစိုက်တွေဟာပိုများလာပါတယ်။ T ဟာပါဆဲများလာတယ်။ကိုခံအားစနစ်တစ်ခုလုံးရဲ့ခေါင်းဆောင်လိုဖြစ်တဲ့ T ဟာပါဆဲတွေလည်းတိုးတက်လာပါတယ်။ထိန်းချုပ်မှုကောင်းလာတယ်။ T suppressor ဆဲတွေလည်းတိုးတက်လာတာကြောင့်ကိုခံအားစနစ်လွန်ကဲပြီးဖြည့်ဆည်းမှုတွေမဖြစ်အောင်ထိန်းညှိပေးပါတယ်။နံပါတ်1စိတ်ခံစားချက်နဲ့မှန်ညာကောင်းလာတယ်။စိတ်ကြမ်းမာရေးအတွက်လည်းအကျိုးကျေးဇူးတွေအများကြီးရပါတယ်။ စိတ်ခံစားမှုတိုးမြင့်ပေးတယ်။ရေးနဲ့ထိရာဟာ noradrenaline adrenaline နဲ့ဆင်တူတဲ့ဓာတ်ကိုမြင့်တင်ပေးပါတယ်။စိုးရိမ်စိတ်များတာအာယုံစူးစိုက်မှုအားနည်းတာစိတ်ဓာတ်ကျတာတွေရှိတဲ့သူတွေမှာ noradrenaline နည်းနေတတ်တာကြောင့်ဒီဓာတ်တက်လာရင်စိတ်ခံစားချက်ကိုမြင့်တင်ပေးနိုင်ပါတယ်။အုံနောက်ဆွမ်းရည်တက်လာတယ်။စိတ်ဓာတ်ကျနေရင်ခံစားချက်အနိုင်အကျဆုံးကနေဆွဲထုတ်ပေးနိုင်ပြီးအလွန်အမင်းစိုးရိမ်ပူပန်မှုတွေကိုလည်း ျော်ပါစီပါတယ်ဒါအပြင်အာယုံဆူဆိုင်မှု မှန့်ညံတဲ့ပိုပြီးနှိုးကျမှုကိုလည်းကူညီပေးပါတယ်အာယုံကြောကာကွယ်မှု neural protection ပုံနောက်ကိုအထောက်အကူပြုပြီးအာယုံကြောဆဲအစ်စ်တွေ ပြန်လည်ပေါက်ပွားပေးဖို့ကိုပါလှုပ်ဆောင်ပေးပါတယ်နံပါတ်3ကိုယ်လေးချိန်လျှော့ချပေးတယ်ဇီဝကာမဖြစ်စဉ်ကောင်းမွန်လာတယ်ရေးနဲ့ရေချိုးတာကဝိကြဖို့ကိုပါကူညီပေးပါတယ် အညိုရောင်အစီဖြစ်တဲ့ brown fat လှုပ်ဆောင်မှုအရေးဓာတ်ခံစားရတာဟာအညိုရောင်အစီဖြစ်တဲ့ brown adipose tissue ကိုလှုပ်ဆောင်ပေးတဲ့အဓိကအချက်ပါဒီအစီအာအပူစွမ်းအင်နဲ့ဇီဝကံမဖြစ်စဉ်ကိုမြင့်တင်ပေးပြီးကိုခန္ဓာမှာစုဆောင်းထားတဲ့အဖြူရောင်အစီ white fat ကိုလောင်ကျွမ်းစေပါတယ်စွမ်းအင်လောင်ကျွမ်းမှုအောင်စရာကောင်းတာကအညိုရောင်အစီ100 gram ဟာတနေ့ကိုကယ်လိုရီ 3400အထိတောင်ကျွမ်းနိုင်ပါတယ်။အင်ဆူလင်အာရုံခံနိုင်စွာအင်ဆူလင် sensitivity တိုးတက်လာတယ်။ရေးချိုးလိုက်တာဟာအင်ဆူလင်ကိုပိုပြီးအာရုံခံနိုင်စေပါတယ်။ဒါကြောင့်အင်ဆူလင်ထုတ်လုပ်မှုလျော့နည်းပြီးသွေးရင်းတကြားဓာတ်ကိုပိုမိုထိန်းချုပ်လာနိုင်တယ်။စီးယိုစီးကြိုမဖြစ်ပြီးအခြေအနေရှိသူတွေအတွက်ကောင်းတယ်လို့ဝိတ်ကြဖို့အထောက်အကူပြုပါတယ်။နံပါတ်၄ရောင်ရမ်းမှုကိုလျော့နည်းစေတယ်။ရောင်ရမ်းမှု ဆန့်ကျင်ခြင်းရေအေးကရောင်ရမ်းမှုတွေကိုတိုက်ဖျက်ပေးပါတယ်အစ်စ်မြေရောင်ရမ်းတာ အလိုအလျောက်ခုခံအားရောဂါအော်တိုအင်မြူးဒစီစတဲ့ဝေဒနာတွေရှိရင်ရေအေးနဲ့ချိုးပေးတာက ကုထုံးတစ်ခုဖြစ်နိုင်ပါတယ်အာကစားသမားတွေပြန်လဲနနန်ထူမှု အာကစားသမားတွေအတွက်ကြက်သားနာကျင်မှုတွေနဲ့ပင်မန်းနောနယ်မှုတွေကနေပုံမှုမြန်ဆန်စွာပြန်လဲနလန်ထူဖို့အတွက်ရေအေးကုထုံးကအထောက်အပံ့ပြုပါတယ်နံပါတ်5အခြားသောအရေးကြီးတဲ့ အကျိုးကျေးဇူးတွေလည်းရှိလာပါတယ်။စိတ်ဖိစီးမှုရော့ကျခြင်း၊ရေအေးနဲ့ချိုးတာဟာကော်တီဇောဖိစိတ်ဖိစီးမှုဟော်မုန်းကိုရော့ကျပေးတာကြောင့်စိတ်ဖိစီးမှုကိုလျော့နည်းစေပါတယ်။စန့်ကျင်ဘက်အကျိုးသက်ရောက်မှု Homeotic effect အေးဒဏ်ကိုခံလိုက်တာကကိုယ်ခန္ဓာအတွက်ဖိစီးမှုတစ်မျိုးဖြစ်စေပြီးဒီဖိစီးမှုကြောင့်ခန္ဓာကိုယ်ကလိုက်ရောညီထွေဖြစ်အောင်ပြင်ဆင်ရင်းပို့ပြီးတမ်းမာလာပါတယ်။ဒါကို Homeotic effect လို့ခေါ်ပါတယ်။ ဥပမာလစ်ကျင်ကန်းလောက်တာအစားရှောင်တာနဲ့ဆင်တူပါတယ်။သက်ရှိခြင်း၊လောင်ကြီးပတိ၊ရည်အေးနဲ့ချိုးတာဟာအစားရှောင်တလိုမျိုးပဲ။အော်တိုဖီဂီဆဲဟောင်းတွေပျက်စီးသွားတဲ့ပရိုတိန်းတွေအင်ဇိုင်းတွေဒါမှမဟုတ်အုတ်နောက်ထဲကအဖတ်တွေလိုမျိုးကိုပြန်လည်အသုံးပြုပြီးအသစ်ဖြစ်အောင်လှုပ်ဆော်ပေးပါတယ်။ဆန့်ကျင်ဓာတ်တိုးစနစ်တိုးတက်လာတယ်။ခန္ဓာကိုယ်ရဲ့ဆန့်ကျင်ဓာတ်တိုးအန်တီအောက်ဆီဒန့်နက်ကွာကို ပြင့်တင်ပေးတာကြောင့် DNA ပျက်စီးမှုကိုလျော့နည်းစေပြီး န်ဆာနဲ့အခြားယောဂဖြစ်နိုင်ခြေကိုပါယောနေစီပါတယ်။နှစ်နှစ်ချက်ချက်အိပ်ပျော်လာတယ်။အိပ်ဆက်တဲ့အခါခန္ဓာကိုယ်အပူချိန်အနှဲငယ်အေးနေမှပိုပြီးကောင်းကောင်းအိပ်ပျော်လာကြောက်ရေအေးချိုးတာဟာအိပ်ဆက်မှုကိုပုံမကောင်းမွန်စေပါတယ်။ရေအေးနဲ့ရေချိုးတာစတင်ဖို့အတွက်အကြံပြုချက်။ရေအေးချိုးတာကိုချက်ချင်းရေခဲကန်တယ်ခုံစင်းဖို့မလိုအပ်ပါဘူး။ပထမဆုံးရေနွေးနဲ့ တက်နောက်တက်တာချိုးပြီးမှ နောက်ဆုံးမှာရေကိုရေခဲဒီမဟုတ်တော့အေးတဲ့ရေကိုဖြန့်ပြီးစက္ကန့်30လောက်စမ်းချိုးကြည့်ပါပြီးမှပြန်ပိတ်ပြီးရေနွေးနဲ့ပြန်ချိုးပါနောက်ရက်တွေမှာ30စက္ကန့်ကနေ40 50စက္ကန့်စသဖြင့်တစ်ပြေးပြေးတိုးသွားပြီး9မိနစ်ကနေ10မိနစ်အထိရေအေးနဲ့ချိုးနိုင်ဖို့ကြိုးစားသွားနိုင်ပါတယ်တစ်ပြေးပြေးလှုပ်သွားမယ်ဆိုရင်ရေအေးချိုးတာကသိပ်ပြီးမနေနိုင်စရာအကြောင်းမဖြစ်တော့ပါဘူးဒီလိုလုပ်ရင် 14လောက်ဆိုရင်တိတာတဲ့ကျမကြီးအကျိုးကျေးဇူးတွေကိုမြင်တွေ့ရမှာပါ။အဆဆုံးကြည့်ရှုအားပေးတဲ့ကျေးဇူးပင်ပါတယ်။နောက်တော့လောလောကူကြည့်ရှုနိုင်ဖို့ subscribe ကိုကြည့်နေပြီးလားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share လုပ်နိုင်ပြီးဈေးချင်ပါတယ်။ဒုသာအလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Happy great day